အားလုံးမင်္ဂလာပါခင်ဗျာစက်တင်ဘာလ25ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အရင်ရက်ကရုပ်သံအက်ဒီတာနဲ့လည်းအဲရာဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်။အဲနောက်တစ်ချက်ကကျတော့ဒီအနောက်ကဒီပုံစံနဲ့ပေါ့နော်ဒီမီနဲ့မြင်ရတာ KTV ကနဲ့မြင်ရတယ်လို့ဆိုပြောတဲ့သူတွေရှိပါတယ်။ဒီလိုဖြစ်အောင်တော့မနေလို့ရတာပါ။နံပါတ်1အချက်ကအဲပြင်းကြီးငွေသွားတာမျိုးမဖြစ်ဖို့အတွက်မီထိုးထားပေးတာဖြစ်ပါတယ်။ဒါကလာပေါင်းစပ်မှုပေါ့နော်။နံပါတ်1အချက်ကကျတော့ ပြောတဲ့အတန်ပေါ့နော်ပြောတဲ့အတန်မှာပြန်ပြီးတော့ဟိနေတာမျိုးမဖြစ်အောင်အဲ့ဒီအနောက်ကဖော့ကြီးကတ်ထားတာဖြစ်ပါတယ်ဖော့ကြီးကရင်တော်စီးတက်တာတယ်အခုတော့ဈေးတော်တော်ကြီးသွားတယ်ပေါ့နော်တည်င်းပြောတာပဲဖြစ်တဲ့အတွက်ပေါ့ကျွန်တော်ဘူဗီအာယုံစိုက်ပါလို့ပေါ့နော်ကျွန်တော်အတက်နိုင်ဆုံးကျွန်တော်ချောအောင်နေပြပါမယ်ကျွန်တော်ဘူဗီအာယုံစိုက်ကြပါအရင်တော့တော့ကျွန်တော်ဒီခရိုမာဖောက်ပြီးတော့ပေါ့နော်နောက်မှာ background လှလှလေးထည့်ပြီးရပေါ့နော်ကြီးပြောရှုပြောဖြစ်အောင်ပေါ့အဲ့ဒါကကြပြန်တော့လေဒီ edit တိုင်းမှာတအားလိုအပ်တယ်တော်တော်လေး စစ်မပြေဖြစ်တဲ့အခြေမျိုးတွေလည်းကြုံရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီမီးတွေပါလေကြတော့တခါကြာလို့ရှိရင်မနိုင်ဘူး။အဲ့ဒီခရိုမာဖောက်ဖို့အတွက်ပေါ့နော်။အဲ့နိပညာပိုင်းဆိုင်ရာအခက်အခဲတွေရှိပါတယ်။အခုလိုမျိုးပေါ့နော်။အလွတ်ပြောပြီးတော့ရိုက်ပြီးအတရတာပို့ပြီးကောင်းပါတယ်လို့ပြောချင်ပါတယ်။ဘာပဲဖြစ်ဖြစ်တည်တည်ချာစစ်စစ်စစ်လေးကြည့်ပြီးတော့ပြောပြီးတဲ့အတွက်အကြံပြုတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ။တဲ့ရင်တွေကိုတင်ဆက်ရအောင်ပါပထမဦးဆုံးတဲ့ရင်ကတော့မွန်ပြည်နယ်မှာအခုမွန်ကာကွယ်ရေးအဖွဲ့ပေါ့နော် PDF လည်းမဟုတ် MBDF လည်းမဟုတ် MBDF လည်းမဟုတ်သူက MSDF ပေါ့သူက Monster Defense Force လို့သူကခေါ်တယ်ပေါ့ဆိုတော့ဒီအဖွဲ့ကနှစ်ချမ်းကွဲပါတယ်နော်နှစ်ချမ်းကွဲတဲ့အပြင်ကမှတခါနောက်ထပ်အဲ့နှစ်ချမ်းကွဲတဲ့သူတွေကိုထပ်ပြီးတော့ထုတ်ပယ်ပါသေးတယ်အဲ့တော့ MSDF အဖွဲ့ကဒေါက်တာတီရီမွန်ချမ်းပေါ့တီရီမွန်ချမ်းနဲ့အဲ့ဒီအဖွဲ့တွေကနိုင်ကိုသူနဲ့ပြဿနာဖြစ်ကြတယ်ဖြစ်ကြတဲ့အခါကျတော့ အဲသူတို့ပြဿနာဖြစ်တာတော်တော်ကြာခဲ့ပြီအပြန်လှန်အနာသိမ့်တလို့လို့ဘာလို့လို့အဲ့ဒီပုံစံမျိုးတွေဖြစ်တယ်ပေါ့ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဘာဆက်ဖြစ်လဲဆိုတော့သူတို့ကနည်းနည်းလေးရှည်လျားကြတယ်အဲ့ဒီ MSDF ရဲ့အပေါ်မှာထပ်ပြီးတော့ရှိပါသေးတယ်နောက်တစ်ဖွဲ့ကအဲ့ဒါကဘာလဲဆိုတော့ MSFC ပေါ့အဲ့ဒါက Moon State Federal Council တဲ့သူတို့ကအဲ့လိုမျိုးတအားချက်ကားတယ်ဘာလဲဆိုတော့အဓိက အရင်တော့ဟိုသူကြီးတွေလည်းပြောခဲ့ပူပါတယ်ပဋိမတက်ခင်အရင်ရွှေခိုးကြတယ်သူတို့က နော်ရွှေခိုးတော့အရင်တင်ကြတယ်နော်ပဒိမတက်ခင်ရွှေခိုးတင်ကြတယ်ကိုကဖြစ်ဘယ်နားမှနေမှန်းမသိဘူးနော်အခုချိန်ဒီမမေရရမွန်ပြည်နယ်မှာတမျိုးမှမသိရသေးဘူးတခါတည်းအုတ်ချုပ်ရေးတွေရောအကာကွယ်ရေးတွေရောကဖက်ရေဘာတခါထပေါ်ပေါအောင်ဆိုပြီးတော့အဖွဲတွေမှာထားဖွဲ့ကြတယ်ပေါ့နော်ဟိုဘဲအဖွဲမှာတော့ငါဥက္ကဋ္ဌလုံမှာမင်းရအဖွဲဝင်လို့မင်းရအတွင်းမှုလို့ဆိုပြီးတော့ကြိုပြီးတော့ခွဲချင်းစိတ်ဖြာပြီးတော့လူကြီးနေရာတွေအရင်ယူကြတယ်ပေါ့နော် ဲ့တော့အဲ့လိုဖြစ်တဲ့အဖွဲ့ပေါ့အဲ့ဒီခုနမြန်မာလိုပဲလွယ်လွယ်ပြောမှဆိုရင်မွန်ပြည်ဖက်ဒရယ်ကောင်စီကနေပြီးတော့ခုနတော့ကမွန်ပြည်ကာကွယ်ရေးနဲ့ရပါတော့ဒေါက်တာသီရီမွန်ချမ်းနဲ့နိုင်ကိုသူတို့ထပ်ပြီးတော့ထုတ်ပယ်ပြန်ပါတယ်ဆိုတော့တော်တော်လေးဇရားရှုပ်တဲ့ကိစ္စတွေလည်းဖြစ်ပါတယ်အခုချိန်ဒီကတော့တို့ဘယ်နှပွဲတိုက်ပြီးတော့ဘာတွေဖြစ်နေမှန်းတော့မသိဘူးတိုက်ပွဲတော့တပွဲမှမတိုက်ရသေးဘူးလားတော့မသိပါဘူးအဲ့လိုမျိုးအပြန်အလှန် ထုတ်ပယ်နေကြတာကြီးလုံနေကြတယ်ပေါ့နော်ဒီလိုနဲ့ပဲလုံမပါသွားမှာပါလက်နက်ကင်တော်လိုင်းကြီးဆိုတာမျိုးပါလေမြန်မာနိုင်ငံမှာအောင်မြင်ခဲ့တဲ့လက်နက်ကင်တော်လိုင်းကြီးဆိုလို့ကျွန်တော်အင်္ဂလိပ်တို့ဂျပန်တို့ကိုတိုက်ခဲ့တဲ့တော်လိုင်းကြီးရလွယ်ပြီးကြံတဲ့လက်နက်ကင်တော်လိုင်းကြီးဆိုတာအောင်မြင်ရုံထုံးစံမရှိပါဘူးနော်နောက်တဲ့ဒီဘုတ်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းကရခိုင်မှာတည်င်းတော့အမျိုးသမီးတူကို A ကဖမ်းသွားတယ် BNA ပေါ့နော် Britain New Agency က Mudra တင်းတော်မူဒရာဆိုတဲ့အမျိုးသမီးပါသူ့အိမ်မှာနေထိုင်နေတဲ့အချိန်မှာအီဘက်ကထောက်လန်းရေးဆိုတဲ့အဖွဲ့တွေကလာရောက်ဖမ်းဆီးသွားတယ်ခုချိန်ဒီမလွတ်ဘူးသူတို့စစ်ဆေးမင်းမြန်းနေတယ်လို့ပြောပါတယ်အီဘက်ကပြောဆိုချက်တွေအရဒီအမျိုးသမီးကစစ်ပွဲကာလမှာတမတ်ချက်တွေထက်ကြော်လွန်ပြီးတော့လှုပ်ဆောင်တဲ့လှုပ်ဆောင်ချက်တွေကြောင့်သူတို့ကနေပြီးတော့အခုလိုမျိုးဖမ်းဆီးရတာပါဆိုပြီးပြောပါတယ်တခါလေကြားလို့ရှင်ပြည်တွင်းမှာဖြစ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့ တည်င်းလွတ်လပ်ခွင့်တို့လွတ်လပ်စွာပြောဆိုရေးသားခွင့်တို့စသဖြင့်ပေါ်တော့ဒီလိုမျိုးပြောဆိုခဲ့တဲ့သူတွေရခိုင်ပြည်နယ်မှာကောင်းကောင်းတည်င်းမရေးရဘူးဒီတည်င်းသမားနဲ့ပတ်သက်ပြီးတော့ AA ကိုတိတ်ပြီးတော့မတိုက်ခိုက်ရဲကြဘူးဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းမှာ AA ကိုဘောဝိုင်းမနေတဲ့အုပ်စုကလည်းအရင်များကြတယ်သူတို့ပြောတဲ့လှုပ်စာတော်လှန်ရေးတစ်ခုလုံးမှာသူတို့မဆရာဘောကနှစ်ခုပဲရှိတယ်အဲ့ဒါက AA နဲ့ KIA ပဲအဲ့အဲ့ဒီနှစ်ခုလုံးကိုမှမမလို့ရှင်သူတို့အားကိုးစရာလူတယောက်မှရှိမနေဘူးနော်သူတို့ကလည်းဘယ်သူမှအဖတ်လုံးမနေတာဖြစ်တဲ့အတွက် ဒီမယူရဲ့အဖွဲနှစ်ဖွဲကိုပဲသူတို့အာကိုနေရတာဆိုတော့ဒီအဖွဲနှစ်ဖွဲကဘာအပြစ်လို့လို့သူတို့ခေါင်းငုတ်ပြီးခံတယ်ဘိန်းရစာမူရရစာဖြစ်နေစီအောင်တော့ဖက်လဲတကင်းသူတို့လောက်ကြတယ်ပေါ့နော်တတင်းတော့အမျိုးသမီးကိုဖမ်းသွားရတယ်ပတ်သက်ပြီးတော့သူမိသားစုတွေကတော့ဆွေးင်ပူပန်တယ်ပေါ့အေကတော့သူတို့လှုပ်ထုံလို့နေတိုင်းလှုပ်တယ်ဆိုပြီးပြောတယ်ပေါ့နော်ဒီအမျိုးသမီးလွတ်လာရင်တော့ဘာတွေဆက်ဖြစ်လာအောင်လဲတော့ပြောတတ်ဘူးလွတ်ရောလွတ်ပါမလား အလောင်းမဲ့ပြန်လာဖို့မလားဆိုတော့မပြောတတ်သေးဘူးပေါ့နော်သူရဲ့မိခင်သတင်းဌာနကတော့သူ့ကိုပြန်လွှတ်ပေးဖို့တောင်းဆိုထားတယ်ဒါပေမဲ့ AI ကဂရုမစိုက်ပါဘူးသူရဲ့မိခင်သတင်းဌာနမကောက်လို့အမေရိကန်ကပဲပြန်လွှတ်ဖို့တောင်းဆိုတောင်းဆို AI ကဂရုစိုက်မဲ့ပုံမရှိပါဘူးနောက်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ဒီ TNL ထိန်းချုပ်ထားတဲ့နေမြေတွေမှာဒေသခံပြည်သူတွေကိုမလိုရင်မလိုသလိုဒလန်ခေါင်းစင်တက်ပြီးဖမ်းဆီးနေပါတယ်တလက်ပိုင်းအရွယ်တွေပေါ့အများသောအားဖြင့်ဖမ်းဆီးခံရတယ် တကြီးပိုင်းရွယ်ဒီပြစ်ခတ်တက်ဖြတ်တာတွေခံရတယ်လို့ကျွန်တော်တို့သတင်းတွေရရှိထားပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဖျားထပနာဖောက်ပြီးတော့စခန်းချထားတဲ့ကြုံတို့အဲ့ဒီဇေဒီကုန်းကိုလုံကြီးတဖုတ်ဝင်တွေကပြန်လဲတက်ခိုက်သိမ့်ပိုက်လိုက်ပါပြီဒီနေရာမှာ KNU KNL PD ရဲ့အဖွဲ့ဝင်တွေပူးပေါင်းပြီးတော့စခန်းချနေတာဖြစ်ပါတယ် ဲ့စကန်ချတာနေရာမှာငားတဲ့ဆောင်ဇီဒီပေါ့နော်အဲ့ငားတဲ့ဆောင်ဇီဒီရဲ့အပေါ်ဆုံးမှာရှိတဲ့ဇီဒီကိုထပ်ပနာတွေဖောက်ထားတာလည်းတွေ့ရပါတယ်ဒီဇီဒီကုန်းကိုစက်တင်ဘာလ23ရက်နေ့ကတိန့်စီရမိခဲ့တာဖြစ်ပါတယ်ဒီလိုတိန့်စီရမိခဲ့တဲ့နေရာမှာတောင်းကျန်းသူ KNU KNL PDF ဖွဲ့ဝင်တွေကအဲ့ဇီဒီကုန်းမှာအခိုင်မာတဲအိတ်တွေနဲ့သာသနိကအဆောက်အဦကိုပေါ့နော်စကန်လောက်ထားတာလည်းတွေ့ရတာဖြစ်ပါတယ်နောက်တစ်ထင်းတစ်ပုတ်ကတော့ကချင်ပြည်နယ်ဖားကန့်မှာ KIA ကပေါ်တာဆွဲနေပါတယ် ဒါဟိုဒေသခံတွေကတော့တောကလာခေါ်တယ်လို့ပြောတယ်ဗောနော်အဲ့တော့ KIA ရဲ့ဒီရက်ပိုင်းမှာတော်တော်လူဖမ်းကြမ်းနေပါတယ်ဒီဖမ်းတဲ့နေရာမှာတကြီးရွယ်အိုတွေတတ်မပြည့်သေးတာတွေလုံးဝမခွဲခြားဘူးတွေ့တဲ့လူမှန်များအကုန်ဆွဲပါတယ်နော်အခုဆိုလို့ရှိရင်ဒေသခံပြည်သူတွေကကြောက်ကြောက်လန့်လန့်နေရတဲ့ဘဝကိုရောက်နေပါတယ်နောက်တတင်းတဲ့ဘုတ်ကတော့ UNO ချာပေါ့ကျွန်တော်တို့ခေါ်တာကတော့နော် UNO ချာကနေပြီးတော့သုတ်ပြညတစ်ဆောင်ထုတ်လာပါတယ် အဲ့တော့ UNO ချာကမြေပြင်ပဂတိအခြေအနေတွေနဲ့ကင်းကွာနေတယ်လို့ကျွန်တော်တို့ယူဆရတယ်။နော်သူတို့မြေပြင်ပဂတိအခြေအနေတွေနဲ့သူတို့သိမသိဘူးနဲ့တူပါတယ်။သူတို့ကိုလည်းမြေတားရက်ခန့်ချင်တာအွန်လိုင်းမှာခစ်တစ်တို့မြေစီမာတို့မြန်မာနောင်းတို့ကိုပဲ follow မလုပ်ထားပါနဲ့လို့ပြောချင်ပါတယ်။တခါလေကြလို့ရှိရင်မြေပြင်သတင်းတွေကိုတင်တဲ့သူတွေကိုလည်းနည်းနည်းပါစောင့်ကြည့်တင်ပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံတော်ကစာတင်ကြောင်းတွေဒီစာတင်ကြောင်းတွေကိုကာကွယ်ဖို့အရေးကြီးလိုအပ်နေတယ်ဆိုပြီးသူကပြောပါတယ်။အဲ့တော့ ဒီစာသင်ကျောင်းတွေကိုကာကွယ်ဖို့အရေးကြီးလို့ရတယ်ဆိုတာပြောပြမယ်။ဒီအစိုးရထင်ချူမှုအောက်မှာရှိနေတဲ့စာသင်ကျောင်းတော်တော်များများကျောင်းပြန်ဖွင့်တယ်။နော်လုံခြုံရေးပေးထားတယ်။ကလေးတွေစိတ်ချမ်းမြေ့စွာပညာသင်ကြားနိုင်ဖို့အတွက်အဲ့အဲ့လိုမျိုးလုံခြုံရေးမပေးထားဘူးဆိုရင်အဲ့ဒီစာသင်ကျောင်းတွေကမိုင်းခွဲတိုက်ခတ်ခံရတယ်မိရှုပ်ပျက်စီးခံရတယ်နော်အလဲကျလုံခြုံရေးတောင်းပန်လာယူရတယ်တယောက်စားနှစ်ယောက်စားပါပဲအများကြီးစစ်စခန်းလိုမျိုးဆွဲထားတာမျိုးမရှိဘူးလုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်ကအဲ့လိုမျိုးလုံခြုံရေးပေးထားတဲ့နေရာကိုလည်းလာရောက်တိုက်ခိုက်တာရှိသေးတယ် နော်ဘသူတေတေငတိမိုင် ပြီးတော့လာပြက်သွားတယ်ဒီအခြေအနေမျိုးတွေနော်အများကြီးရှိတယ်ဒါမျိုးပေါ်အခြေအနေပြောပြတာနော်အဲ့တော့အကြံဖတ်ပြီးတဲ့ကြီးဆိုတဲ့နယ်မျိုးတွေရဲ့အခြေအနေကိုပြောရမှာဆိုရင်အဲ့ဒီစာတင်ကြောင်းတွေမှာလက်လုပ်စိန်ပြောင်းတွေလက်လုပ်သက်သက်တွေထုတ်တယ်အဲ့ဒီစာတင်ကြောင်းတွေမှာ PDF တွေညာအိတ်တွေစကန်းချတယ်ချက်စားပြုတ်စားတယ်စာတင်ကြောင်းဘေးကဘောလုံးဝင်းကိုတင်နှန်းဝင်းလောက်ထားတဲ့နေရာတွေအများကြီးရှိတယ်ဒီလောက်တောင်မသိဘဲနဲ့ဒီလောက်တောင်နားမလဲဘဲနဲ့ဒီလောက်တောင်မလေ့လာဘဲနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်တရက်ကိုလွယ်လွယ်ထုတ်ပြန်တာကတော့ရှက်ဖို့ကောင်းတယ်ရှက်ဖို့ကောင်းတယ်နိုင်ငံတကာအဖွဲ့အစည်းတစ်ခုအနေနဲ့အထူးသဖြင့် UN လောက်အခန့်အဖွဲ့အစည်းတစ်ခုအနေနဲ့တော့မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးမတိကျမရေရာ ပုံစံမျိုးနဲ့တရင်ထုတ်ပြန်တာကရှက်ဖို့ကောင်းပါတယ်သူတို့ရဲ့ရည်ညွှန်းချက်တွေကရှင်းလင်းပါတယ်နော်ပြီးခဲ့တဲ့ရက်ပိုင်းကကြောက်တော်ဖြစ်စဉ်အဲကြောက်တော်ဖြစ်စဉ်ကြောက်တော်က ကိုပိုင်ထက်ထန်းเจ้าမှာအေအေကတင်နန်းဖွင့်ထားတဲ့ကိစ္စ။တော့အဲ့ဒီကိုလေချောင်းတက်ခိုက်မှုပြုလုပ်ခဲ့တယ်။အဲ့မှာတင်နန်းသားတွေအများကြီးတည်တယ်။အသက်ပြည့်ခြင်းမပြည့်ခြင်းကလင်ရင်ကမတည်ဘူး။ဒါပေမဲ့အဲ့မှာတင်နန်းဖွင့်နေတယ်ဆိုတာကတော့လုံချွေးတဖုံဝင်တွေကတော့တည်င်းရမှာပဲ။တိကျမှလုပ်တာ။ဘာလို့တိကျမှလုပ်တာလဲလို့ပြောရတာလေဆိုလို့ရှိရင်တချို့နေရာတွေမှာရှိတာတိပါလျက်နဲ့မလုပ်ပဲနဲ့အချိန်ယူပြီးတော့တည်င်းဆောင်ဆိုင်ပြီးတော့ တော်တော်လေးတိကျသွားတော့မှနော်အရသာပြည်သူတွေကင်းရှင်းတယ်လို့သိရတော့မှအထီးခိုက်အနေဆုံးနဲ့တက်ခိုက်သွားတဲ့လေကြောင်းတက်ခိုက်မှုတွေကိုမြေပြင်သတင်းတွေကကျွန်တော်တို့သိရတယ်နော်ရှုပ်နေရာတွေမှာပြည်သူမရှင်းလို့မတိုက်လိုက်ရတဲ့နေရာတွေအများကြီးရှိတယ်နော်တက်ခိုက်မှုမလုပ်လိုက်ရတဲ့နေရာတွေအများကြီးရှိတယ်ရိုးရိုးအုံနှောင်းနဲ့ပဲစဉ်းစားကြည့်လို့ရတယ်ကြောက်တော်လိုနေရာမျိုးမှာအစိုးရကြောင်းလည်းမဖွင့်ထားဘူးရခိုင်ပြည်နယ်ထဲမှာစစ်တွေကလွဲပြီးတော့နော်အစိုးရရန်နေရာလေပတ်တဲ့နေရာခက်ရှားရှားပဲနော်တခြားနေရာတွေမှာဒီတိုင်းပဲ မတိမတာလဲပတ်နေရတဲ့အနေထားပေါ့နော်။သုံးမျိုးနဲ့ပဲရှိတယ်။အဲ့တော့ဒီเจ้าမှာစာတင်ပြီးတော့ဘာဆက်ဖြစ်လာမှာလဲ။အထူးသဖြင့်ဒီအထက်တန်းကလေးတွေကဘာအုံနောက်နဲ့စာတင်မှာလဲ။ငါတို့ဟုတ်ပြီ grade တွဲဖြည့်မယ်။ grade တွဲဖြည့်ပြီးတော့သူတို့ဘာဆက်လုပ်မှာလဲ။ဘာမှလုံးစရာမရှိဘူး။တမယိုးကြတွေးလို့ရတယ်။စာတက်ရုံပဲဆိုရင်စက်တင်နေစရာမလို grade တွဲဆိုစာတက်နေပြီ။ grade တွဲဖြည့်ပြီးဆိုတဲ့တက္ကသိုလ်ဝန်ထမ်းဖြည့်တာ။ဘယ်မှာတက္ကသိုလ်တက်မှာလဲ။ AA တက္ကသိုလ်ဖွင့်ထားတာရှိလို့လား။မရှိဘူးလေ။ အေးကအရင်တော့စာတင်ကြောင်းတွေဖွင့်ခဲ့တယ်။အဲကျွန်တော်တို့လည်းသိခဲ့တယ်။အစိုးရရဲ့စာတွေကိုပဲရခိုင်စာနဲ့ရောတင်တယ်။နော်အရင်တော့အစိုးရပြဋ္ဌာန်းချက်ပေါ့နော်။နိုင်ငံတော်ပြဋ္ဌာန်းထားတဲ့တင်ယူညွှန်းတော့ကိုပဲရခိုင်စာနဲ့ရောတင်တယ်။အဲတင်ပြီးတော့အခုအောင်စင်းမထုတ်ပြန်ပြီလားကြာပြီလို့ရခိုင်ပြည်သူတွေအတန်ထွက်တာတည်ရင်ကလည်းရှိတယ်။အဲ့တော့ဘယ်သူမှစာဆက်မတင်တော့ဘူး။အဲ့ဒါသိကြတယ်။နော်တည်ရင်အချက်လက်တွေရကိုအောက်ခြေမှာတာမန်ဟိုနေရာစုစုဒီနေရာစုစု စာတင်တာလေးရလွယ်ပြီးတော့အခုလိုမျိုးကိုပိုင်းအထက်တန်းကျောင်းမှာစာတင်တယ်ဆိုတာရှိကုန်မရှိဘူးเนาะဒါလေးကိုတော့အုံနောက်နဲ့စဉ်းစားဖို့လိုတယ်လို့ပြောချင်တယ်အထူးသဖြင့် UN လောက်ကအဖွဲ့အစည်းတရက်အနေနဲ့အုံနောက်မရှိတာမျိုးတော့မဖြစ်သင့်ဘူးပေါ့နော်နောက်သတင်းလေးပုတ်ကတော့ရာဂါဇာမုန်တိုင်းရဲ့အရှင်ကြောင့်မြန်မာနိုင်ငံမှာဒါမိုးကြီးမှုတွေဖြစ်ပေါ်နိုင်တယ်ဘင်္ဂလားပင်လယ်ော်အရှေ့မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရေဝန်းနဲ့ဖိလစ်ပိုင်ပင်လယ်ပြင်အနောက်ပိုင်းမှာ တိုင်ဖုံးမောင်နိုင်ရာကစားကြောင့်မြန်မာနိုင်ငံတဝန်းမှာမိုးကြီးနိုင်တယ်လို့မိုးလေဝသနယ်ဇလဗေဒညွှန်ကြားမှုအစည်းအဝေးကစက်တင်ဘာ23ရက်နေ့ကထုတ်ပြန်ထားပါတယ်ဒီမောင်နိုင်အခြေအနေကြောင့်နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းအေရီတိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်လို့သိရပါတယ်အဲလိုပဲမကွေးတိုင်းစကိုင်းတိုင်းကယားပြည်နယ်တို့မှာနေရာကျကျမိုးရွာနိုင်ပြီးချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆစ်ဆိတ်မိုးရွာတော့နိုင်တယ်လို့သိရပါတယ်။မုံနိုင်ရဲ့အချိန်ကြောင့်ပင်လယ်ပြင်အခြေအနေအနေနဲ့ မြဝကျုံမော်မုတ်တမာကွေမွန်တနင်္သာရီကိုင်းတွင်းတခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာဂျပန်ရခိုင်မှာမုတ်တလီပင်နဲ့ကြာရောက်နိုင်ပြီးတော့လှိုင်းကြီးနိုင်ပါတယ်မုတ်တလီပင်ကြာရောက်တဲ့အချိန်မှာတနအီကို35မိုင်နှုန်းအထိတိုက်ခတ်နိုင်ပြီးတော့လှိုင်းအမြင့်ကတော့7ပီရန်နေ7ပီအထိမြင့်တက်နိုင်တယ်လို့သိရပါတယ်နောက်သတင်းတစ်ပုဒ်ကတော့စကိုင်းနိုင်ဒေသကြီးကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ကြံသာကြီးရွာကိုလွန်ညိုကြီးတစ်ဖုတ်ဝင်ပြန်လည်ထိန်းချုပ်လိုက်ပြီးလို့သိရပါတယ်အဲ့ဒီမှာအခြေစိုက်နေတဲ့ PDF တွေရဲ့ထုတ်ပြန်ချက်အရာ ကလေးကံကောကားလမ်းပေါ်မှာရှိတဲ့ကြံသားရွာကိုချင်း PDF အဖွဲ့ဝင်တွေဖြစ်တဲ့ CDF KKG နဲ့ချင်းတောင်ကျန်းသူလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ CNA အခြား PDF အဖွဲ့ဝင်တွေပူးပေါင်းပြီးထိန်းချုပ်ထားတဲ့ဒီကြံသားရွာကို9လအကြာမှာပဲလွန်ကြွေးတဖွဲ့ဝင်တွေကပြန်ပြီးတော့သိမ်းပိုက်လိုက်တယ်လို့သိရပါတယ်။နောက်သတင်းတွေဘုတ်ကတော့ TNL နဲ့ MND ရဲ့ဂျာတွေကပြဿနာပေါ့နော်။ TNL ကသူအုပ်ချုပ်တဲ့မြို့နယ်တော်တော်များများကို KTV တွေမှာဆက်တွေအကုန်လုံးပိတ်ဖို့အတွက်ညွှန်ကြားချက်ထုတ်ထားပါတယ်။အဲ့ဒီအချိန်မှာ MND ကိုကန်းအဖွဲ့က KDB တွေကိုသူတို့လုံခြုံရေးနဲ့ပြန်ပြီးတော့ဖွင့်ပေးနေတယ်ပေါ့နော်ဆိုတော့ဒီနှစ်ဖွဲ့ရဲ့ပြည်ပခါကလည်းတော်တော်ဆိုးပါတယ်ဒီပြစင်ကရမ်းမြင်တဲ့မြောက်ပိုင်းကိုက်ခိုင်မျိုးပေါ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်ကိုက်ခိုင်မျိုးမှာရှိတဲ့ KDB တွေကိုပလောင်တက် TNL ဘက်ကတော့ပိတ်ပင်မှုကျင်ညာထားပြီးတော့ MND ကိုကန်းဘက်ကတော့ဒီ KDB တွေကိုလုံခြုံရေးအစောက်အကျတွေနဲ့ပြန်ပြီးဖွင့်လှစ်ထားတယ်လို့သိရပါတယ်ဒီမှာ MNDA ဘက်က ပလောင်လူမျိုးဆိုလို့ရှိရင် KDB ရဲ့ပေးမွင်လို့ပြဿနာတွေဖြစ်နေတယ်လို့လည်းသိရပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ရေကောက်ပွဲကိုဝင်ရောက်ရှင်မြန်မဲကိုစလေလောင်းနေရဲ့အမိစင်းတင်သွင်းမှုအဲ့ဒါပြီးပြီပေါ့နော်။အဲ UEC ကနေပြီးတော့လက်ခံရရှိပါပြီ။စုစုပေါင်းကိုစလေလောင်း9000နီးပါးအထိဝင်ရောက်ရှင်မြန်မာဖြစ်ပါတယ်။ဒီထဲမှာပြည်ထောင်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကနံပါတ်1ပေါ့နော်။အများဆုံး1000ကျော်ဝင်ရောက်ရှင်မြန်မာဖြစ်ပြီးတော့ဒုတိယအနေနဲ့တပ်ဆညကတော့694ဦး ဒါတင်သွင်းထားတယ်အဲ့လိုပဲပြည်သူ့ရှေ့ဆောင်ပါတီရှမ်းနဲ့တိုင်းသားများဒီမိုကရက်တစ်ပါတီပြည်သူ့ပါတီအစဉ်လိုက်တင်သွင်းခဲ့တယ်အဲ့လိုသိရပါတယ်အဲ့တော့ကိုစလေလောင်းကတော့တင်သွင်းပြီးသွားပြီဒါပေမဲ့ရွေးကောက်ပွဲကော်မရှင်ကပြန်လည်စီစစ်မယ်ကိုစလေလောင်းအခြေချင်းနဲ့မပြည့်မီတဲ့သူတွေကိုတော့ဒီစင်းကနေပယ်ဖြတ်သွားမယ်ပေါ့အဲ့မှာအစားထိုးပြီးတော့ပြန်ပြီးတော့ထည့်သွင်းလို့ရတာ၄နောက်ပြီးလို့ရှိရင်အမည်စင်းကြီးညာတာတွေပါနောက်ဆက်တွဲကိစ္စတွေဆက်ပြီးတော့လုံးဦးမှာဖြစ်ပါတယ်နောက်သတင်းတွေပို့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်း TNL ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့နယ်မှာရှိတဲ့ပင်ဒီရွာမှာအခြေပြုနေတဲ့ TNL ဘက်ကိုတပ်မတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဒီတိုက်ခိုက်မှုမှာတိုက်ဆုံမှုရှိခဲ့ပြီးတော့ TNL ဘက်ကတော့တိုက်ဆုံမှုနဲ့ပတ်သက်ပြီးတော့တစုံတရာထုတ်ပြန်တာမရှိဘဲနဲ့ဒီသက်ကံပြည်သူတွေတိုက်ဆုံတယ်လို့ပဲလိန်ညာထုတ်ပြန်တာရှိပါတယ်နောက်သတင်းတစ်ပုဒ်ကလည်း TNL နဲ့ပတ်သက်တဲ့သတင်းပါပဲ TNL ကတော့ရတဲ့နေရာကိုသူအကုန်ဆုတ်တယ်ပေါ့နော်ရွှေဆိုလဲတူးလိုက်တာပဲတစ်ဆိုလဲခုတ်လိုက်တာပဲပေါ့နော်အခုဆိုလို့ရှိရင်လဲနမ်ခံမျိုးပေါ်မှာရှိတဲ့ ဒေသခံပြည်သူတွေပေါ့နော်အဲ့ဒီပြည်သူတွေအနေနဲ့ဈေးရောင်းချမယ်ဆိုလို့ရှိရင် TNL မှာ license လောက်ရပါတယ်ဈေးပတ်ရောင်းချခွင့်ဈေးပတ်ရောင်းချခွင့်ဆိုတာကတော့ယင်နဲ့ပေါ့ဥမာဆိုင်ကယ်နဲ့စပိန်နဲ့ကားနဲ့ဒီလိုမျိုးပစ္စည်းတွေတင်ပြီးလိုက်ရောင်းတဲ့သူတွေအတွက် license ပေးရမယ်ပေါ့နော် license လောက်ရမယ်နော်အဲ့လိုမလုပ်လို့ရှိရင်ရောင်းလို့မရဘူးဒီလိုလုပ်ဖို့အတွက်ခေါင်းပုံနှစ်ပုံနဲ့ခေါင်းပုံနှစ်ပုံဆိုတာကျွန်တော်တို့တပိုင်းပုံနှစ်ပုံနော်တပိုင်းပုံနှစ်ပုံရဲ့ရက်ွက်ထောက်ခံစား ပြီးရင်မှတ်ပုံနဲ့မိတ်တူတွေနဲ့ TNL ကို license လျှောက်ထားရမှာဖြစ်ပါတယ်။ကုန်ကြဆေးကတော့ထည့်ပြီးပြောထားဖို့ပေါ့နော်။နောက်သတင်းဘုတ်ကတော့တပီးခဲ့တဲ့ရပိုင်းကကျွန်တော်တို့လည်းမြင်ခဲ့ပါတယ်။အားလုံးလည်းသိပါတယ်။ AES ခန်းကိုအာစာကဝင်သိမ်းနေဆိုတာပေါ့နော်။အားလုံးသိပါတယ်။အားလုံးအမြင်ပဲဖြစ်ပါတယ်။ A လောင်းနေပုံနေတဲ့ဒါဒါလည်းကျွန်တော်မြင်တယ်။ဒါပေမဲ့အဲ့ဒီစခန်းကိုအာစာကသိမ်းတာမဟုတ်ဘူးဆိုပြီးတော့ A ဘက်ကခိုင်ဒုက္ခကညင်းပါတယ်။ဗီဒီယိုကြီးလည်းထွက်လာတယ်။ရဲစွဲကြီးနဲ့ဒါပေမဲ့သူတို့ကမဟုတ်ဘူးဆိုတော့လေ မဟုတ်ဘူးပေါ့မဟုတ်လို့ပဲပြောရမှာပေါ့နော်နောက်တတိယဘုတ်ကတော့ league ကိုပတ်ဝန်းကျင်မှာဒါတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုပြီးတော့ဒေသခံသတင်းပေးတွေကပြောပါတယ်အဲ့တော့အဲ့ဒီပတ်ဝန်းကျင်မှာဒီအပိုင်းတိုက်ပွဲတွေပြင်းထန်မှာပါဒီနေရာမှာ drone တွေ missile တွေတုံးနေဆိုပြီးတော့အကြံဖတ် AB media တွေကရေးသားဖော်ပြနေရလဲရှိပါတယ်တကယ်လို့သာ KNU PDF တွေမှာနူကလ িয়ার လက်နက်ရှိတယ်ဆိုလို့ရှိရင်တော့သူတို့ပြစ်မှာသူမျက်နှာမှာကြည့်မှာမဟုတ်เนาะအဲ့တော့သူတို့မှာ drone ရှိတော့ကလည်းသူတို့ပတ်ပတ်ဆက်ဆက်သုံးခဲ့ပြီးပြီလေဟုတ် တက်မတော်ဘက်မှာ drone team ပေါ်လာတဲ့ခါကျတော့ဒီ drone team နဲ့တုံးတာဘာဖြစ်လို့လဲနော်အဲ့တော့ခုမှရှိတဲ့လက်နက်နဲ့ကိုတိုက်တာလေအချင်းနဲ့စစ်မှမတရားတာမရှိဘူးလို့ဘရူဇော်တော်နီသိစေချင်ပါတယ်နောက်တဲ့နေ့မို့ကတော့ဒါ MI38 ရဟတ်ယာဉ်လေးရုရှားလို့ရဟတ်ယာဉ်လေးပေါ့နော်ရောက်ရှိလာပြီနော်ဒီရဟတ်ယာဉ်တွေကပထမ MI70 နဲ့မတူပါဘူးနော်သူရဲ့ now generation ဖြစ်ပါတယ်အဲ့ဒီရဲ့အသားချက်အာနေချက်တွေကိုမှင်ညမ်းပြီးတော့အစစ်မြင့်တင်ထားတဲ့ဗာရှင်ဖြစ်ပါတယ်အဲ့တော့ဘတ်စုံသုံးရဟတ်ယာဉ်တွေဖြစ်တယ် ပြီးတော့ဘွန်ပို့ပြီးတော့တင်နိုင်တယ်အကွာဝေးပို့ပြီးတော့သွားနိုင်ပါတယ်အဲ့တော့အဲ့ဒီ၃ဆင်းရောက်ရှိလာတယ်လို့ကျွန်တော်တို့ဒါသတင်းတွေအများကြီးရတယ်ပေါ့နော်ဒီရရင်၃ဆင်းနဲ့ပတ်သက်ပြီးတော့ဘာပြောရမလဲဆိုတော့အဲ့ဒီ၃ဆင်းကနှစ်ခေါက်ပြန်တယ်ဆိုလို့ရှိရင်ပေါ့နော်မရှင်နှစ်ခေါက်ပြန်တယ်ဆိုလို့ရှိရင်တေချာဖို့စကန်ထုတ်သိမ့်နိုင်ပါတယ်နော်အဲ့ဒီရရင်ပေါ်မှာတင်ဆောင်နိုင်တဲ့ပမာဏနဲ့၃ဆင်းလုံးနှစ်ခေါက်ပြန်တယ်ဆိုလို့ရှိရင်တော်တော်အဆင်ပြေပါတယ်လက်ရှိတက်မတော်မှာတုံးနေတဲ့ရဟတ်ယင်တွေနဲ့အဲ့ရဟတ်ယင်တွေနဲ့ပေါင်းဆက်လိုက်မယ်ဆိုရင် ော့နေရာတစ်ခုကိုထိုးစစ်စင်တိုက်ခိုက်ဖို့အတွက်ဒါမှမဟုတ်ထိုးဖောက်ဝင်ရောက်ဖို့အတွက်အဆင်ပြေချုံးမွေးစွာလှုပ်ဆောင်နိုင်မယ်လို့ကျွန်တော်မျှော်လင့်တယ်အဲဒီထက်ပိုပြီးတော့အဆင်ပြေတင်ဖို့လိုအပ်ပါသေးတယ် MI38 မဟုတ်ဘဲနဲ့ MI35 လိုမျိုးတိုက်ခိုက်ရရဟရင်နေလဲများများလိုအပ်ပါသေးတယ်အဲ့လိုပဲအခြားသောစစ်လက်နက်ပစ္စည်းတွေလည်းများများထပ်မံရောက်ရှိလို့ရှိရင်ပိုပြီးကောင်းတယ်ပေါ့နော်နောက်တစ်ရင်းတစ်ပုတ်ကတော့ဒီရဲ့ပိုင်းနည်းနည်းပွဲဆူနေတဲ့ကိုလေးဖြူရဲ့ရွေးကောက်ပွဲတစ်ချင်ပေါ့နော် သူတို့ကကိုလေးဖြူပဲပြင်းမြင်ကြတယ်မနှောပိသက်တွေကြတော့ပြောဖို့မထားတော့ဘူးလားမသိဘူးအဲ့တော့မနှောတချင်းတစ်ပုတ်လဲထွက်နေပါသေးတယ်เนาะမနှောတချင်းတစ်ပုတ်လဲရေကောက်ပွဲတချင်းပေါ့เนาะသူစုံနေတဲ့ဟာလေးကျွန်တော်တို့တွေ့လိုက်ရပါတယ်ရေကောက်ပွဲတချင်းဆိုတော့ရေကောက်ပွဲဆိုတာနိုင်ငံတော်က UCV ကျင်းပတဲ့ပွဲဖြစ်ပါတယ်နိုင်ငံတော်ပွဲဖြစ်ပါတယ်ဘယ်နိုင်ငံရေးပါတီဘယ်လူပုဂ္ဂိုလ်မှကိုစားမပြုပါဘူးเนาะအဲ့တော့နိုင်ငံအတွက်တချင်းနေဆိုလိုက်ပြီးဆိုလို့ရှိရင်ဥပမာနိုင်ငံတော်အတွက်ပေါ့နော်နိုင်ငံအကျိုးပြုတချင်းတစ်ပုတ်ဆိုလိုက်ပြီးဆိုလို့ရှိရင် ဲ့ဒါနိုင်ငံတော်ပိုင်ပါတယ်နော်နိုင်ငံတော်ပိုင်ပါတယ်နိုင်ငံတော်အတွက်စူပီးထားတာဖြစ်ပါတယ်အဲ့တော့ယူကော့ပွေရာသီရောက်လို့ရှိရင်ယူကော့ပွေသချင်းဖွင့်တာဘာဆန်းလို့လဲအဲ့တော့ကိုလေးဖြူရဲ့ပရိသတ်ပါလို့ပြောပြီးတော့ကိုလေးဖြူဒီတချင်းစုခဲ့တာတော့မသိဘူးဆိုရင်ရှက်ဖို့မကောင်းဘူးလားဘာဖြစ်လို့များလိုက်ပြီးဝေဖန်နေရလဲကိုဘဝနဲ့ကိုရှင်သန်ရပါလားအစိုးရသူ့ရောက်သူစိတ်ကြိုက်သူတုံးချင်တဲ့ချင်းထုတ်တော့မှာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်လည်းစိုးမှာပါ။ဟောကျွန်တော်လည်းစိုးမှာပါ။ဒါပေမဲ့ကျွန်တော်တို့ကအခုလိုမျိုးလိုက်ပြီးတော့ကန့်တတ်နေမှာမဟုတ်ဘူး။ ငါပိုင်တယ်ဆိုပြီးတော့အများချိုးပြုတ်ဖို့တွေးပြတဲ့အရာဆိုလို့ရှိရင်ကြိုက်တာသားလို့မပြောပါဘူးကျွန်တော်ဗီဒီယိုဆိုတဲ့ကြိုက်တဲ့နေရာမှာတင်မပြောပါဘူးနောက်သတင်းတွေဘုတ်ကတော့ဒါအိန္ဒိယချင်းထိုင်းနိုင်ငံပေါ့နော်ထိုင်းမှာဖြစ်သွားတဲ့ကိစ္စအလုံးလဲမြင်ပဲထင်ပါတယ်ဝချီတာဆေးရုံပေါ့နော်ဝချီတာဆေးရုံအဲ့လိုပဲထင်ပါတယ်ကျွန်တော်လက်သိမပေါင်းတော့သူတို့နာမည်တယ်အဲ့ဒီဆေးရုံရှိမှမြေပြူကြတာပြီးတော့ပုံမှန်အဖြစ်တော့ဒီမြေပြူကြတဲ့ကိစ္စကထိုင်းမှာက ဖြစ်လေဖြစ်တာတော့မရှိဘူးသူတို့မှာဂုံကြော့တရာပြူကြတာတို့ဘာလို့တော့ခဏခဏဖြစ်တတ်တယ်ပေါ့နော်ဒါလုပ်ငန်းခွင်မတော်တဆမှုကတော့ခဏခဏဖြစ်တယ်အခုဒီမြေပြူကြတဲ့ပြဿနာကတော်တော်ကြီးနှက်သွားတယ်တော်တော်ကြီးနှက်သွားတယ်သူတို့ဘက်ကတောင်းဝန်ရှိတဲ့သူတွေရဲ့ပြောဆိုချက်အရာကတော့အောက်မှာသမီးရောက်ရထားလို့ပို့တော့သူတို့လိုင်ကောင်းတူးတဲ့နေရာမှာမတော်တဆဖြစ်ခဲ့တယ်လို့ပြောပါတယ်အဲ့တော့လူသေးပြောက်ရှိလားမရှိလားတော့အခုချိန်ဒီတော့သူတို့တက်ဆိုင်ရဘက်ကထုတ်ပြန်တာတော့မရှိသေးပါဘူးနောက်တစ်နေ့ဘုတ်ကတော့ကျွန်တော်နောက်ချူသွားတော့ပထမဆုံးမတည့်ရပြီးတော့ report ရွတ်တဲ့နေရာမှတ်မိမှထင်ပါတယ် ရေမောင်းနှဲရွာပေါ့နော်ရေမောင်းနှဲရွာဟိုဘက်မှာဖုံးချောင်းရှိတယ်။အဲကျွန်တော်ရွတ်တဲ့နေရာရေဟိုဘက်လေးမှာဖုံးချောင်းရှိတယ်။အဲ့ဖုံးချောင်းဝင်းထဲမှာမိုင်းပေါက်တယ်။ပလောင်တွေထောင်သွားတဲ့မိုင်းပေါ့နော်ပလောင်ပီရက်တွေထောင်သွားတဲ့မိုင်းတို့ဒီသားခံပြည်သူ၃ဦးတည်ဆုံတယ်စိတ်မကောင်းစရာပဲ။တရားရရှိတဲ့သူတွေလည်းဖြစ်ခဲ့တယ်။အဲ့တော့ဘသူတွေတည်ဆုံတယ်ဘာကြောင့်တည်ဆုံတယ်တော့မပြောတော့ဘူး။ဒါပေမဲ့ပြောချင်တာကိုမိုင်းထောင်သွားတယ်ဆိုလို့ရှိရင်လည်းဘသူရည်ရွယ်ပြီးထောင်တာလဲ။ဒါလေးတော့စနစ်တကျတော့လုတ်ပေါ့နော်ပြည်သူရည်ရွယ်ပြီးလုတ်တာလားပြည်သူကိုတိုက်ခိုက်တာလားပေါ့နော် ြည်သူတိုက်ခိုက်တယ်ဆိုလို့ရှိရင်တော့မပြောဘူးခမရရဲ့စေတနာပဲမိုင်းထောင်သွားတယ်လူမျိုးတဖုံဝင်တွေကတော့အတက်နိုင်ဆုံးတော့ရှင်းပြတာပဲအခုလိုကြံနေခဲ့တဲ့အခါကျတော့ဒုက္ခရောက်တယ်ပေါ့နော်အဲတော့ကို့ပတ်ဝန်းကျင်မှာဒီပုံမှန်မဟုတ်တဲ့အခြေအနေမျိုးဆိုရင်လူကြီးတို့ဘုံကြီးအမြန်ဆုံးတတင်းဖို့ပါအမြန်ဆုံးရှင်းလင်းဖို့ပြောချင်ပါတယ်စိတ်မကောင်းစရာပေါ့နော်ဒါကတော့နောက်တတင်းဖို့ကတော့တပွဲတက်နယ်ကို PDF လေးဦးထပ်ပြီးအလင်းဝင်ပါတယ်ဒီရက်ပိုင်းမှာ PDF တွေအလင်းဝင်မှုတွေကျွန်တော်တို့ခက်ဆက်စိတ်လေးမြင်နေရတာဖြစ်ပါတယ်ဒါပြီးတော့၄ရောက်လင်းဝင်လာတယ်ဆိုလည်း ဒါ၄ရောက်စာအကြံဖတ်မှုတက်တာသွားမယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ကဝမ်းတာတယ်ထပ်ပြီးတော့အလင်းဝင်လာလို့လည်းရပါသေးတယ်ဟိုအရင်ခေတ်တောင်းလိုမျိုးအလင်းဝင်လာမျိုးပူပြီးကြိုက်တာပေါ့နော်ဟိုအရင်ခေတ်တောင်းဆိုလို့ရှင်နော်ခေါင်းဆောင်ဘသူအပါအနောက်ကရောက်တရာလက်နက်နဲ့ငင်ငင်ကြီးလဲလဲဆိုပြီးစတဲ့ဒီလိုသတင်းမျိုးတွေလည်းမြင်မြင်ပါသေးတယ်ဟုတ်ကဲ့ဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှင်တော့ကျွန်တော်ရဲ့ KP Webby ARPCBV ဖုန်းနံပါတ်ဖြစ်တဲ့39640398ကိုဒတရအကောင့်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB ဝိပီဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ